စေလူဘူးရဲ့လူဘူးဟူသည့်ဆောင်းမှုရှေးစင်ကိုပြောပြပါကျွန်တော်ကဆယ်တန်းအောင်ငယ်သူမိဘလောင်းကြီးအောင်ခေါရိုးကျပုံစံနဲ့အသက်ရှင်ခဲ့ရတာကျောင်းဆတဲ့ချင်းတလျှောက်စာနဲ့ညနာမခွာခဲ့ရတယ်မြန်နေမအိမ်ကတော့ဝက်ရှက်လုပ်မှမဟုတ်ဘင်းကိုလုပ်ပေးရတာပဲလေစောင်းအောင်နဲ့မပြတ်ခဲ့ရပါဘူးစိတ်ထွက်ပေါ့ဆိုရင ထက်တန်းကျောင်းသားဘဝကစောက်ပြီးဖေးစီစဉ်ပေးတဲ့ကျမ်းမာယူရီရဲ့ဖရာတေးပညာကိုသင်ခွင့်ရတယ်ဖေးစာကြည့်ကံကစောက်ထူထူကြီးတွေပတ်သွင်းရခဲ့တာတွေ့ပါတယ်ပေါင်းတင်ဆက်ဆံစရာကျွန်တော်မှရင်းနှီးတဲ့တငယ်ချင်းဆိုလို့လဲပေါင်းကောင်းလို့ရှိခဲ့ရပါဘူးရေးစားထားဖို့ဆိုတာကတော့ဝီလာဝီပဲပေါ့အိမ်နဲ့ကြားမှာတော့ ကျွန်တော်ဘဝကိုချိန်ညမ်းများပြည့်ပြတ်ခဲ့ရတာပါဆယ်ရက်အောင်လို့မန္တလေးရတနာဘုံမိဒေသကောလိပ်ကိုလည်းရောက်ရောက်ကျွန်တော်အဖြစ်က လောင်ကျိုက်တဲကလွတ်လာရတဲ့နှံ့လေးဘဝလုံးအရာရာဟာကျွန်တော်အတွက်အထူးအဆန်းနဲ့စိတ်ဝင်စားစရာတွေကြီးပါရုပ်ရှင်ကြည့်ရတ္တဆလိတ်တ္တနဘေးဆိုင်ထိုင်ဆိုတာ ကျွန်တော်အတွက်စိတ်ဝင်စားစရာတစ်အကျဉ်းသက်တွေဖြစ်လာရတာဆောင်းမနေပြီးကြောင်းတရတဲ့ဘဝလည်းဖြစ် အရင်လို ကြောင်းပြည့်ရင်ဖေးကိုနှမ်းအကြောင်းကြတတ်တဲ့ကျွန်တော်တို့မြင်းချင်မျိုးကအကြောင်းစရာတိုင်းဝိုင်းလည်းမဟုတ်တော့ယူရဲလျှောက်လေလို့လေကျွန်တော်ကိုပြပြမရှိလေတော့ကျွန်တော်လွတ်လပ်မှုတွေကကျော်ရှင်စေရ သူတစ်ဖြစ်ဆိုကျွန်တော်ကို6လစာကျောင်းအသုံးစီကိုကိုယ်ပါတာကိုကံယူသုံးရတဲ့အခွင့်အရေးကအရာရာကိုပြည့်စုံစေသူပါပဲကျောင်းဖွင့်စာဖြစ်တာမို့စာသင်ချိန်ငယ်နေတော့ကိုယ်စိတ်ဝင်စားတဲ့အချိန်ဆိုကျောင်းမှာရှိနေပြီနဲ့ချိန်အများစုကတော့မြို့ထဲမှာလို့ပြောရင်ရတယ်လေ တငယ်ချင်းဆိုလို့တယောက်မှကိုမရှိသေးတော့ကိုယ်စိတ်နဲ့ကိုခြေဦးတည့်ရလေးလိုလွင့်နေမှုပြီကျောင်းပြန်တက်ဆင်စေရှိလာမှကျောင်းကိုညီလိုက်ရုံပဲတည့်ရမှာမြို့တဲ့အလေသွားခုရက်နဲ့နဲ့တော့ဖြစ်တယ်ဤမှကျောင်းတက်ဆင်စေပေါက်လာလို့ကျောင်းကိုပြန်ခဲ့မိစာသင်ခန်းထဲမှာကစာသင်နေဘူး ဒါကြောင့်မိဇယထိုင်ကုန်လို့တကူမှဝန်ထိုင်လိုက်တယ်။ခဏနေမှာပုံဝန်းကျင်ကိုတတိထားကြည့်မိတော့ကျွန်တော်ဘေးမှာပုံမချောချောလေးတယောက်ဤကလေးအပတ်ကတိတ်ပံလက်တွေ့ကံတကူလေးကြခဲ့တဲ့ကောင်းမလေးမှန်ပြီးလိုက်တယ်။ဒီကောင်းမလေးမျက်နှာကကလေးလေးလိုပဲလေနာရန်ဆင်းဆင်းမျက်တံကော်ကော် ရစ်ကင်းတဲ့မျက်နှာမျိုးလေးနဲ့ကျွန်တော်လည်းနည်းနည်းခြေလာတော့သူ့ကိုစားချင်စိတ်ပေါက်လာတယ်။တော်မလေးကဆေးရမတင်နေတာကိုအာယုံစိုက်နေပြီးတော့ကျွန်တော်ကို ရှိလို့ရှိမှန်းတော့မသိရှာပါဘူး။ကျွန်တော်လည်းဒီအခွင့်ကောင်းကိုယူသူ့ဘက်ကိုလှည့်သူ့အနာကိုအနည်းဆက်ဆုံးကတ်လိုက်ပြီးအာငွေလီနဲ့ မှုတ်ထုတ်လိုက်တယ်။အီးမှဖြက်ခနဲရှေ့ကိုပြန်လှဲလိုက်ပြီးစာကိုအာယုံစိုက်နေတဲ့အောင်ဆောင်းနေလိုက်တယ်။ကျွန်တော်စားထားတဲ့ကွန်ကျွန်တော်တောက်ထားတဲ့စလိမ့်နဲ့အရင်နှန်းတွေကြောင့်ထင်တယ်။ပေါင်မလေးကျွန်တော်ဘက်ကိုချက်ချင်းလှဲလာပြီးကြည့်တယ်။ကျွန်တော်ကဆရာမအတင်နေတာကိုစိတ်ဝင်စားခြင်းရဆောင်းနေတော့သူလည်း ြောရခက်နေရှာတာပေါ့ပုံမှန်လေးကျွန်တော်ကိုအသေးအချာတစ်ချက်ကြည့်ပြီးဘာမှမပြောတော့ပဲပြန်လှည့်သွားတယ်ဗျကျွန်တော်ခဏလောက်စောက်ပြီးသူမေးလောက်ပြီးချင်းတော့ဒီလိုပဲတခါထပ်လှုပ်လိုက်တယ်ဒီတခါမှလည်းသူကျွန်တော်ဘက်ကိုလက်ကြည့်ပါပြီးတယ်ဒါပေမဲ့ကျွန်တော်ကမင်းတီတီနေတော့ အရင်လိုပြန်လှည့်သွားရုံကပဲကျွန်တော်နဲ့ခက်ဝဲဝဲရောက်အောင် သူ့ကိုယ်လေးကိုရှေ့လိုက်ပါတော့တယ်အဲ့ဒီနေ့ကဆလို့ကောင်မလေးကို ကျွန်တော်တတိထာမိတော်တယ်လို့ကောင်မလေးလည်းကျွန်တော်ကိုတတိထာမိတော်မှာပါဒုတိယတစ်ခေါက်ကောင်မလေးနဲ့ပတ်သက်ရပုံကတော့နည်းနည်းကျန်းသွားပါတယ်ခင်ဗျာအဲ့ဒီနေ့က ကျွန်တော်တောက်ခဲ့တဲ့အရာကများသွားတယ်။ကြောင်းရောက်တော့ဒူမန်မတိတတိကြောင်းနဲ့ရောက်ပြီးစာသင်ခန်းထဲဝင်ဖို့မတင်တော့တာနဲ့ကန်တီးကမော်နီစတာဆိုင်မှာထိုင်နေလိုက်တယ်။ခဏအကြာမှာကလေးမျက်နှာနဲ့ကောင်မလေးပေါ်တယောက်နဲ့အတူဆိုင်ထဲဝင်လာတာတွေ့ရတယ်။ကောင်မလေးကိုတွေ့တာနဲ့ ကျွန်တော်စကြင်စိတ်ကပေါက်လာပြန်ရောမြားကမစိုးရင်မှာကြည်ထားတဲ့ကလာကားတွေကမင်းသားမင်းသမီးရှိမှဒူးထောက်ထိုင်နတ်နတ်ဖက်ကိုကားကားပြပြီးတရှင်းဆိုတာကိုအမှတ်ရလိုက်လို့ပေါ်မာလေးရှိကိုတွားပြီးကျွန်တော်ဒူးထောက်ထိုင်ချလိုက်တယ်နောက်ပိုင်းဘာဒီပြောဘာဒီလုံမိမှန်းကို မသိတော့ပါဘူးနေကလည်းဦးနေတာကို အမှုပြေမှာတည်ရတာကတော့ကျွန်တော်ကိုစိတ်ကားပေါ်ဝိုင်းတင်ပြီးအဆောင်ပြန်ပို့ပေးလိုက်ရတယ်ဆိုတာပါပဲကျွန်တော်လည်းနှစ်ရက်ကြောင်းပြက်လောက်အောင်ရက်နာကြာသွားပါတယ်တတရားမြောက်နေ့မှာတော့ဌာနမှုယုံကလာတွေ့ဖို့ခေါ်တဲ့စာရောက်လာလို့ကျောင်းကိုရောက်သွားပါပြီယုံငန်းလေးရောက်ရောပေါမလီလေးရောက်နေတော့ကိုတွေ့လဲရတယ် သူလည်းဘာပြဿနာဖြစ်တယ်လဲပေါ့မျက်နှာသိမ့်မကောင်းတာနဲ့တစ်ချက်လောက်ပြုံးပြလိုက်ပြီးဌာနမှုအလာကိုစောင့်နေလိုက်မိတယ်ဌာနမှုလည်းရောက်ရောကျွန်တော်နဲ့အတူကောင်မလေးကိုလည်းလှမ်းခေါ်တယ်ဗျနောက်မှဌာနမှုကမင်းကမင်းအရက်မူပြီးရှင်စင်ကိုလူကြားထဲမှာအရှက်ခွဲခဲ့တယ်ဆိုတဲ့ဘယ်ကရှင်စင်လဲကျွန်တော်မသိရှင်စင်ဆိုတာကိုကျွန်တော်မသိပါဘူးဗျာလို့ ပြောလိုက်တော့ပေါမလင်းနဲ့အတူပါလာတဲ့တက်ခတ်ကြီးကြီးအမျိုးသမီးကဒါသူညာတာပါရှင်ဂုဏကတော့ကျမညီမကိုသူပြုတ်ပြပြီးနှုတ်ဆက်တာကိုကျမတွေ့လိုက်သေးတယ်တဲ့ဒါဆိုဒီကောင်မလေးကရွှေစင်ပေါ့အခုပြောနေတာကသူ့အမပေါ့ကျွန်တော်ဘာတွေဖြစ်ခဲ့လို့လဲမသိဘူးကျွန်တော်ဒီညီမကိုတော့သိတာအမှန်ပါကျွန်တော်တို့ practical အခန်းနဲ့ လက်တွေ့လောက်ကြရင်သိနေတာပေါ့တကြောင်လုံးမှသိတာလဲသူတယောက်ပါပဲနာမည်ကိုတော့ဘူးမှကြားဘူးတာပါဗျာကိုနည်းကကျွန်တော်အရက်မှုတော့ပါတယ်ကျွန်တော်ဒီမကိုဗာများလောက်ခဲ့မိလဲဆိုတာကျွန်တော်ကိုပြောပြပါကျွန်တော်ဘာမှမမှန်မိတော့လို့ကျွန်တော်မှားတာရှိခဲ့ရင်လည်းအပြစ်ပေးပါဒီကညီမကိုလည်းကျွန်တော်တောင်းပန်ပါတယ်ဗျာ ကျွန်တော်မှာစားကြံစိတ်တစ်ခုလည်းရှိတာပေါ့ကျွန်တော်တောင်းပန်ပါတယ်လို့ပြောလိုက်မိပါတယ်ကျွန်တော်ရှင်းပြလိုက်တဲ့သူကသဘာဝကျသွားတာရဲ့သူတို့ကနောက်ဆက်တွဲပြဿနာဖြစ်ချင်တာတွေရဲ့အကြောင်းဖြစ်မယ်ကျွန်တော်ကိုအပြစ်မပေးပဲကြည်အီးလိုက်ကြတယ်နောက်ကိုဒီလိုမဖြစ်ဖို့ဝန်ခံချက်ထူပိုင်းပြန်လွှတ်လိုက်တယ်တော်ပါသေးရဲ့ဗျာရှင်စင်ဆိုတဲ့ကောင်မလေးကတော့ သူကျင်နဲ့အောင်ဂတိတစ်ခုပေးရမယ်တဲ့ကျွန်တော်ကပေးပါမယ်ပြောတော့နောက်ကိုဘယ်တော့မှအယက်မတော့ပါဘူးလို့ဂတိပေးတဲ့ပြဿနာဖြစ်ရှိပြီးညတညလုံးကောင်မလေးမျက်နှာကိုပြောင်းမြင်အောင်နေမိတယ်အဲ့လိုလဲမရဘူးသူမျက်နှာလေးကကျွန်တော်ယင်ကိုအေးမြစေတယ်လို့ပဲကျွန်တော်သူ့ကိုချစ်မိနေတာများလားမသိဘူးဗျာ နောင်နေမနဲ့လေရော်ရော်ဒန်ယာဤစာအုပ်အတစ်တုပ်ဝယ်လိုက်တယ်။ဤတော့ကောင်းမလေးကိုဘလို့စတွေ့ပြီးဘလို့စိတ်ဝင်စားခဲ့ကြောင်းတွေချီနေ့စဉ်ရေးခဲ့တဲ့ပုံစံမျိုးနဲ့ကျောင်းစာဖွင့်ကလေးကနေအခုချိန်ကြီးပြန်ရေးလိုက်တယ်။ရေးပြီးတော့အစ်ဖြစ်တော့ကောင်းမလေးနဲ့ practical လုပ်တဲ့အချိန်မှာသူ့လက်အိတ်သေးကိုထည့်ထားလိုက်ပြီးအဲ့ဒီနေ့ကနေကျွန်တော် ကြောင်းမတည့်ရတော့ဘူးဒါပေမဲ့သူတို့အိမ်နဲ့မလမ်းမကန်းကအုတ်ခုံမှာတောသွားထိုင်နေသူကျွန်တော်ကိုမြင်လိုက်ရပြီးမှတခုခုသွားစားတယ်နောက်ပြန်ထိုင်လို့ကျွန်တော်သူ့ကိုတစ်ချိန်လုံးစောက်ကြည့်နေတယ်ဆိုတာမျိုးသူသိစေချင်လို့လေကျောင်းဘေးရက်တွေဆိုလဲစောစောထတခုခုစားပြီး သွားဆောက်တာကသူငမြင်ရမချင်းထိုင်ဆောင်နေရတာပေါ့နေပူပူမိုးရော်ရော်နေနေညံ့ညံ့ရလကတော့ကောင်မလေးကျွန်တော်စီကိုစားရစားဟူလိုက်တယ်။ကြောင်းပြန်တက်တော်တဲ့ပြောစရာရှိတယ်တဲ့ကျွန်တော်တို့ပြဿနာ ဖြစ်ခဲ့တဲ့မော်နီစတာဆိုင်ကိုမနေ့၈နိုင်အရောက်လာပါတဲ့ကျွန်တော် ဝရိယကောင်းလားမမင်းနဲ့မနေ့ခွန်နိုင်ခွဲလောက်ကလေးကဒီဆိုင်ကိုရောက်နေတာတိတ်မဆောင်လိုက်ရပါဘူးကောင်းမာလေးရောက်လာတယ်ကျွန်တော်တို့အေးအေးမှပြီးတောက်ကြတယ်ကောင်းမာလေးကဆန်ရှင်ကိုတူယူလာတဲ့တိတ်ခွေကိုပွက်ခိုင်းတယ်မေဆွေရဲ့ဗန်ဒီဖီလေးအပွေတခုလုံးစန်းဒီရောက်ရင်ချစ်မယ်ချစ်မယ် စံလေးရောက်ရင်ချစ်မယ်ချစ်မယ်တွေကြည့်ပဲဘာတွေမှလည်းမသိဘူးကျွန်တော်ကတော့ကောင်းမလေးပါပြောမလဲလို့ပဲစောင့်နေတယ်ဒီတချင်းကိုစိတ်ငွယ်စားနိုင်ပါဘူး၉ຫນာရီထိုးကနေအထိဘာမှမပြောပြခဲ့ပါဘူးနောက်တော့သူကြောင်းသွားတော့မယ်တဲ့ဒီအခွေကိုအခုယူသွားပြီးနားထောင်တော့တဲ့ကျွန်တော်တော်တော်စိတ်ပြတ်သွားတယ်တညလုံးအတွေးနဲ့ညော်လင်းခဲ့သမျှတွေ သွားပြီကျောင်းတက်ခြင်းစိတ်လည်းမရှိတော့မြေထဲလည်းခြင်းစိတ်လည်းမရှိတော့လို့အဆောင်ပြန်ပြီးအိတ်နေလိုက်တယ်အိတ်လို့လည်းမရပါဘူးဗျာဒါနဲ့ကဆက်ဖွင့်နားထောင်လိုက်တယ်နားထောင်ပြီးသားသချင်းတွေဖြစ်နေတော့စိတ်အာတိသားကမပြေပြန်ဘူးရှိသမျှအခွေကလည်းကုန်နေပြီဒီတော့မှ ကောင်မလေးပြီးခဲ့တဲ့အခွေကိုတတိယပြီးဖွင့်ကြည့်လိုက်မိတော့တယ် အခုနကဆိုင်ထဲမှာ ဖွင့်ခဲ့တယ်လို့ပဲမေဆီကစတဲ့ရောက်ရင်ချစ်ပြန်တာပါပဲစိတ်ပြက်ပြက်နဲ့နောက်ဆိုင်ကိုပြောင်းပြီးဖွင့်ကြည့်လိုက်တော့ပေါမာလေးရဲ့စကားသံထွက်လာတယ်ရွှေစင်ကလည်းအကိုမူးမူးနဲ့ရွှေစင်ရှိမှဒူးထောက်ပြီးရည်စားစကားတွေစပြောကြတဲ့ကအကိုကိုစိတ်ဝင်စားခဲ့တာပါကောကဒန်ရီစာအုပ်ကြီးပြီးပြီးရှောင်းသွားတော့ ရှေးစဉ်ဘာဆက်လုပ်ရမှာလဲတကယ်ချစ်ရင်တတိရှိရမှာပေါ့အကိုကြောင်းပြန်တတ်ပါနော်ရှေးစဉ်လေးအကိုကိုချစ်ပါလေဟာကြောင်းပြန်သွားလို့လည်းမမီတော့ဘူးဘူးလားဆိုကြောင်းလွတ်နေပြီဘသူ့ကိုဒီအကြောင်းนี่သာပြောရတော့မလဲဝမ်းသာလိုက်တာရှေးစဉ်ရဲ့ကျွန်တော်တယောက်ယောက်ကိုဒီအကြောင်းนี่ပြောပြချင်လိုက်တာ ဆောင်ထဲမှာကြည့်တော့လေကျောင်းမတက်ပဲဖဲရိုက်နေကြတဲ့အဖွဲပဲရှိတာသူတို့နဲ့လည်းအရင်ကတည်းကအဆက်ဆံမရှိတော့တော်ပြပြလို့မဖြစ်ဒါနဲ့အဆောင်အောက်ကိုပြင်းစင်းပြီးခြံနောက်ကပန်းချန်သာသွားပြီးရွှေစင်ကကျွန်တော်ကိုချစ်တယ်တဲ့ရွှေစင်ကကျွန်တော်ကိုချစ်တယ်တဲ့လို့အားရပါရပေါ်ပြလိုက်မိပါတယ် ကျွန်တော်တို့ရေးစားပွားကလည်းအခြားသူတွေထက်တော့တိတ်မထူးဆန်းလာပါဘူးဗျာမန္တလေးတောင်တို့တောင်တမန်အင်းတို့မဟာမြတ်မုဏိဖေရာတို့တော်လဲ့ကြရုပ်ရှင်တွေချိန်ပြီးကြည်ကြယုံတော့ပါပဲတည့်ရက်မှာကျွန်တော်တို့နှစ်ယောက်ကျောင်းထဲမှာအတူလျှောက်လာတော့ဟဲ့ရွှေစဲငါခွင့်ရလို့လာပြန်လေတာနင့်လိမ့်စာလေးပြေးလိုက်ပါလားမာမီမျိုးပြန်ရောက်ရင်ဆက်သွယ်လို့ရအောင်တဲ့ စပင်တူနန်းနန်းနဲ့ကျွန်တော်တို့အရွယ်လူငယ်တယောက်နောက်မှသိရတာကရွှေစင်နဲ့ကြောင်းတူတက်ခဲ့မှုတဲ့ရွှေစင်ရဲ့တငယ်ချင်းဘူဦးတဲ့အခုစစ်တပ်ကတက်နေတာလေဒီလောက်ပါပဲကျွန်တော်လည်းအမှုမဲ့အမှတ်မဲ့ပေါ့ကျွန်တော်မျက်နှာပြတ်သလိုဖြစ်နေလို့ရွှေစင်ကပြုံးစီစီလုံနေသေးတယ်။နောက်နေ့ကြောင်းပြတ်တဲ့တော့ ရှေစစ်တငယ်ချင်းမတယောက်ကျွန်တော်စီလာပြီးစာလာပေးတယ်ရှေစင်ပြီးခိုင်းလိုက်တာလေကျွန်တော်ဖော်ဖတ်ကြည့်တော့ရှင်ကျမကိုမေးလိုက်ပါတော့ကျမကိုလူကြားတဲ့အရှက်ခွဲခဲ့တဲ့ရှင်ကိုခုလိုပြန်လက်စားခြေခွင်းရလိုက်လို့ကြည်နဲ့သွားပါပြီရှင်မင်းကတွေ့တဲ့ကျမတငယ်ချင်းကိုဦးစုလာကျမတိတ်ချရတဲ့ချစ်ဦးပါကျမကို ်နောက်ဘယ်တော့မှအဆက်အသွယ်ပါနဲ့တော့ဒါပါပဲရွှေစင်ကျွန်တော်ရင်ထဲမှာမီးတွေတောက်လောက်ပုံပါပြီမျက်စိရှိမှရှိနေသမျှတွေကိုလည်းဘာမှမမြင်မိတော့ဒီလိုလက်စားချိန်မယ်လို့မမျော်လင့်ခဲ့မိတာကျွန်တော်ညံ့ပြင်းမှုပဲလားကျွန်တော်ရွှေစင်အချစ်ပေါ်မှာတန်တရားမထားမိတော့အောင်ချစ်ခဲ့မိတာကိုရစက်လာခြင်းလားရွှေစင်ရဲ့ ကျွန်တော်ကျောင်းထဲကပြေးလေးထွက်ခဲ့မိပြီးဒုံးစံအတိုင်းထိုင်နေကြအရက်ဆိုင်လို့ကျွန်တော်ခံစားမှုတွေကိုရုပ်ရှင်တွေတွေကဇလိုက်လိုပဲအရက်နဲ့စေးကြောလိုက်မိပါတယ်အဲဒီညကအဆောင်ကိုဘလူပြန်ရောက်တယ်မသိတော့တညလုံးရှေ့စဉ်ကျွန်တော်ကိုချစ်တော့ဘူးရှေ့စဉ်ကျွန်တော်ကိုချစ်တော့ဘူးအော်နေလို့အဆောင်ထဲကလူတွေမခံနိုင်တော့တာနဲ့ ကျမ်းရတဲ့အတန်တသက်အောင်လို့ကျွန်တော်ကို အဆောင်ကရှိသမျှဆောင်းနေနဲ့ဝိုင်းအုပ်ထားပေးကြတယ်တဲ့ဗျာ။နောက်နေ့မနေ့ကျွန်တော်ကျောင်းမတက်ဖြစ်ကျောင်းကိုတော့ကျင်စိတ်လည်းမရှိလူတွေနဲ့တွေ့ရမှာကိုရှက်နေမိတယ်လေ။နေကင်းရောက်တော့ရွှေစင်စားရဆောင်ပေးခိုင်းလိုက်တယ်တဲ့။ကျွန်တော်ဖတ်ချင်စိတ်မရှိတော့နောက်ထပ်ကြားရမယ် ရှေးစင်ရဲ့မုန်းစကားတွေကျွန်တော်ခံစားနိုင်တော့ဒီကြောင်းဒီမြို့မှာလည်းနေကျစေမရှိတော့ဒါကြောင့်မင်းညဘက်ယထာနဲ့ကျွန်တော်ဦးလေးရှိရာရန်ကုန်ကိုစိတ်ပြေလက်ပြောက်ထွက်ခဲ့လိုက်တယ်ဝေဝေးမှနေနေရရင်တက်တာမယ်လို့ထင်တယ်လို့မြင်းညံကိုတော့ကျွန်တော်မပြန်ရဲတာအမှန်ဖေးကိုကြောက်တယ် ဒါမျိုးနဲ့ကြောင်းပြေရလောက်အောင်ဖြစ်တယ်ဆိုရင်ဒီဒုက္ခမှာတည်အချာမချစ်ဘူးလို့ယူရတဲ့ကျွန်တော်အချစ်ရဲ့ယတကိုကြီးကြီးုံနဲ့တည်းဘဝပြတ်ခဲရပါဘူးဗျာဆံမွေးဖြေကနီမှာကျွန်တော်မန္တလေးကို ပြန်ရောက်ခဲ့ပါတယ်ဆံမွေးဘွယ်ကိုတော့တာဝန်ရဖြေရအောင်တော့မှာပေါ့ဒါပေမဲ့အဆောင်တွေကမထွက်ရလောက်အောင်ကျွန်တော်စိတ်တွေခြောက်ခြားနေတယ် ကျောင်းကိုလည်းမတော်ရဲဘူး။ဆံဝေးပွဲဖြည့်တဲ့ရက်မှကျောင်းကိုမြောက်ဖြစ်တယ်။ဆံဝေးပွဲဖြည့်တဲ့ဆိုပေမဲ့ကျွန်တော်ကောင်းတဲ့မှာဖြည့်စရာစာတွေမရှိ။အခန်းစောက်ဆရာကထွက်ခွဲ့မပေးလို့ချိန်ကြီးအောင်စောင့်နေတော့ကျွန်တော်မျက်နှာရှိတက်တဲ့မှာမြင်လိုက်ရတာကရွှေစင်ကျွန်တော်ကိုတောင်းပန်နေတဲ့မျက်နှာလေးနဲ့ လက်ထဲမှာစာအုပ်တွေကိုပြေးထားလို့ကျွန်တော်ကိုရက်ဆောင်နေတာစာမွေးဝဲကန်းလေးကထွက်ခွင့်ရလို့ကျွန်တော်လည်းထွက်လာရော ရှည်စင်ကျွန်တော်စီကိုပြေးလာပြီးကျွန်တော်လက်ကို အတင်းဖမ်းဆွဲထားတယ်မျက်နှာမှာလည်းမျက်ရည်တွေရွှဲလို့အကူကနည်းနည်းလေးတောင်ပြန်ဆလို့မရဘူးအကူရှည်စင်ကိုစားခဲ့နောက်ခဲ့တော့မှရှည်စင်ကုနုပေးခဲ့တယ်လေ စိတ်ပူလုံးလုံးနောက်နေ့ပဲဖြည့်ရှင်ဖို့ကြောင်းဖို့လာတော့လေအကိုကအကြောင်းမတက်ဘူးနောက်ရှင်စင်လေးစာရေးပြီးရှင်းပြလိုက်ပါသေးတယ်ရှင်စင်အကိုကို နောက်လိုက်တာပါလို့ကိုဦးဆိုတဲ့လူနဲ့ရှင်စင်ဘာမှမပတ်သက်ပါဘူးဒါပေမဲ့အကိုကအကြောင်းမြတ်တတ်တာမတွေ့တော့ဘူးလေအကိုအဆောင်မှာ လာဆုံဆန်းတော့လေဆောင်ကလူတွေလည်းတရားဝင်မသိကြဘူးတဲ့ ရှင်စင်းလေးအကိုကြောင်းမတက်တော့တဲ့နောက်ပိုင်းအကိုကြောင်းမြတ်တဲ့ရင်အစင်းနဲ့ဖြစ်အောင်အကိုတို့ပါစာတွေကိုစာအုပ်အပေါ်နဲ့ကူးကူးထားပြီးတာအခုထိပဲအခုလည်းအကိုတို့ယူခဲ့ပါတယ်အကိုမယုံရင်ဒီမှာကြည့်လိုက်ပါဦးရှင်စင်းရေးလိုက်တဲ့စာကိုအကိုမဖတ်ဖြစ်ခဲ့ဘူးလားဟင်ရှင်စင်းရေးလိုက်တဲ့စာကိုကျွန်တော်မဖတ်မိခဲ့တာကျွန်တော်မားကြီးမှာတွားခဲ့ပါပြီ ကျွန်တော်အဖြေလွားမှာဘာမှမဖြေထားခြင်းကဆောင်ဝေးဝဲမအောင်ဖို့အတွက်ခိုင်လုံနေပြီပဲရှည်စင်ကတာဝန်ကြီးခဲ့ပေမဲ့ကျွန်တော်ကအဲ့ဒီအချိန်က ကျွန်တော်ရုပ်ကအခုလိုဥပဒေရုပ်မျိုးမဟုတ်ဘူးလို့ကျွန်တော်အဖေကဆောင်ဝေးဝဲကြတဲ့ကျွန်တော်ကိုပြစ်ပေးတဲ့အနေနဲ့ကျောင်းစရိတ်မပေးတော့ဘူးလေသူပေးလိုက်တဲ့ဝါရှော့ပစ္စည်းလေးတွေနဲ့ ကိုစီကိုရှာပြီးကြောင်းကိုဆက်တက်ခဲ့ရပေမဲ့ရှစ်လီလုံးကာလနဲ့ကြုံလိုက်တာကကျွန်တော်ဝဲတောင်မရလိုက်ပါဘူးဗျာကျွန်တော်တော့ခုဘူဖြစ်လာတော့ရွှေစစ်ကိုတော့နှုတ်ဆက်ခွဲ့မရခဲ့ပါဘူးကျွန်တော်ကိုအရေးခင်းကာလမှာပဲတည်သွားခဲ့ပြီလားတော့ခုလိုပဲတည်သွားခဲ့ပြီလားလို့ဦးထင်ချင်းထင်နေမှာဘောဒါကတခါပဲလွှမ်းရမယ်လေ ီလိုတေးခဲ့ပြီလို့လေကျွန်တော်ဘူးတိပြန်မဆက်သက်ခဲ့တာပေါ့လို့လန်းလန်းစည်စည်ကြီးကိုပြောပြခဲ့တဲ့ကျွန်တော်တငယ်ချင်းနီမင်းရဲ့1980ကျော်ကာလလောက်ကအဖြစ်ပြက်လေးပါကျွန်တော်တို့တွေတန်လွင်ကမကတရည်230စောထစကမဆက်သွယ်ရေးတင်တဲ့တက်စင်တော့ဘူးကုစုနီမင်းရဲ့ဇလန်လေးကိုကြားခဲ့ရတာ အနည်း20ကျော်ခဲ့ပြီပေါ့နေမင်းလည်းမရှိတော့ပါဘူး1993ခုနှစ်လောက်ကမြန်မာပြည်အလဲပိုင်းအထူးဒေသ ပြည်မနာမြို့အနီးတော်လန်ကြီးနေမြေထဲမှာနေမင်းကြဆုံးခဲ့ပါဘူးတိုက်ပွဲတစ်ခုမှာဒဏ်ရာရပြီးလို့အောင်ပြီးဒေါ်တဲ့တနေရာမှာကြဆုံးခဲ့ရတာလို့သိရပါတယ်သူကြဆုံးနေတာကိုတော့အတော်လေးကြာမှာ ဒေါ်လေသွားတဲ့ဂျော်သားတွေတွေ့ခဲ့လို့သိရတာတဲ့သူ့အလောင်းနဲ့တူသူကင်ခဲ့တဲ့တနတ်နဲ့ဆက်ကိုလည်းသူ့နဘေးမှာတွေ့ခဲ့ရတယ်တဲ့မိမေရဲ့အဖေကကွန်မြူနစ်နိုင်ငံရေးသမားဟောင်းကြီးတူပါသူကိုယ်တိုင်နိုင်ငံရေးကိုစွန့်ခွာခဲ့ပြီးစီးပွားရေးတသက်ကိုပါလုပ်နေပြီးငယ်သူ့သားကိုတော့သူဖြစ်စေခြင်းနဲ့ပုံ တွင်ခဲ့ပုံပါပဲ မိမင်းကသူ့အဖေရဲ့နိုင်ငံရေးစာအုပ်ပုတ်ကြီးထဲမှာကြီးပြင်းခဲ့ရတာကြောင့်ကွန်မြူနစ်ဂျန်တော်တော်များများကိုအလွတ်နီးပါးကိုရနေတာတော်လန်ရေးကြီးပြီးမှရိတ်မယ်ဆိုပြီးမုတ်စိတ်ကိုအရှိထားခဲ့လို့လေရဲဘော်တွေကြားမှာသူ့နာမည်ကမုတ်စိတ်လို့အမည်တွင်ခဲ့ပါသေးတယ်ခုခံစစ်ပွဲကိုဝန်ခတဲ့ရင်213မှာအပြင်းအထန် ရင်ဆိုင်ခဲ့ရဘူးသူတယောက်ပါသူမကြဆုံးခင်ရှေ့တန်းပုတ်ရှာနေမိကိုတွားကျင်လွန်လို့တဲ့ထမင်းမစားခင်နဲ့ထမင်းစားပြီးတောင်ကုန်းဘော်ပြည့်တက်ပြည့်စင်ကိုနေ့စဉ်လေ့ကျင့်သွားသေးတယ်တဲ့လက်တလောတရင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေပြန်လုလာကြပြီး KNU နဲ့ငင်းငယ်စကားပြောနေပြီး ABSDF ကိုငင်းငယ်ကြီးကန်လန်းလိုက်ပြီးဆိုတဲ့ မင်္ဂလာသတင်းတွေကိုကြားနေရလို့ဝမ်းသာပြီးပါတယ်။အခုဖြစ်ပေါ်တိုးတက်မှုတွေက23နှစ်ကြာကာလအတွင်းပေးဆက်မှုတွေရဲ့ရလဖဲလို့ဒေါ်စုကလည်းပြောခဲ့မှုပါတယ်။ဒီလိုသတင်းမျိုးလေးတွေကြားရလေ20ကျော်ကာလအတွင်းညီမင်းလိုမထင်မရှားကြဆုံးခဲ့ရတဲ့ကျွန်တော်တငယ်ချင်းတွေကိုသတိရမိနေပါပဲ။သူတို့ခင်ဗျာ ကျွန်တော်လိုဝန္တာဆရာတရေမျိုးလေးတွေကိုတော့ကြားခွင့်မှမရတော့ခဲ့ချာဘူးလေအကယ်၍များ ကျွန်တော်တို့မျှော်မှန်းခဲ့တဲ့နေ့တနေ့ကို ရောက်ခဲ့လို့မြမပြည်ကြီးအတွက်ဆွတ်လွတ်ပေးဆက်ခဲ့ကြသူများကိုအတိမတ်ပြုဂုဏ်ပြုကြဖြစ်တဲ့အခါနေမင်းတို့လိုတိုင်းပြည်အပေါ်စေတနာတန်တန်နဲ့လူမသိသူမသိကိုကျိုးစွတ်အသက်ပေးသွားခဲ့သူများကိုလည်းအမတ်တရာ ရှိစီကျလိုက်တာဥပမာဆိုရရင်နေမင်းရဲ့ချစ်သူရှင်စင်ကသူ့အပါကရုတ်တရက်ပျောက်သွားတဲ့နေမင်းဆိုတာဘဝကိုအတိတ်ပဲရှိရှိပြည့်စက်သွားခဲ့တဲ့ဆိုတာကိုတီးခွင့်လေးတော့ရရှိချင်ပါတယ်ဗျာ